င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့လက်ဝဲကန်အဖြစ်မခံရင်းနဲ့နေရုပ်မဖြစ်စေရအထူးအလေးနဲ့ထားကြရင်အန်ယူဂျီယာယီသမရကသတိပေးပြောဆိုလိုက်ပါတယ်အယောင်ဆောင်ဝိညာဉ်ချင်းနဲ့ရိခါတောင်းမှုတွေကိုပြပြထန်ထန်အရေးယူမယ်လို့ကျင်းညာခဲ့ပြီးတဲ့နောက်မှာမန္တလေးကိုထိုးစစ်ဆင်ရမရှိဘူးလို့လည်း MNDA ကထပ်မံထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့နိုင်ငံကဆက်ဆံရေးနယ်ပယ်မှာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့လက်ဝေကံအဖြစ်မခံရင်းနဲ့နိုင်ငံကြီးတွေနိုင်ငံခြားရေးကစားကွင်းမှာနယ်ရုံဖြစ်စေရေးကိုအထူးအလေးနဲ့ထားကြဖို့ NUG ယာယီသမ္မတဒူဝါလရှိလက်ကတတိပေးပြောဆိုလိုက်ပါတယ်။မနေ့ကပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့အစည်းအဝေးမှာယာယီသမ္မတဒူဝါလရှိလက်ကအခုလိုထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အကျိုးစီးပွားဟာလက်တွေ့နိုင်ငံရေးမှာအရေးတကြီးထည့်သွင်းစဉ်းစားကြတဲ့ကိစ္စဖြစ်တာကြ ာနိုင်ငံကြီးတွေရဲ့နိုင်ငံသားရဲ့အမြင်တွေကိုလေ့လာအကဲခတ်တဲ့နေရာမှာ reality ကိုချက်လက်ထားလို့မရဘူးလို့လည်းယာယီသမရကပြောပါတယ်။ဒါအပြင်ကြေပြက်တဲ့နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့လက်ဝေကန်အဖြစ်မခံရင်းနဲ့နိုင်ငံကြီးတွေရဲ့နိုင်ငံသားရဲ့ကစားကွင်းမှာနယ်ရုံဖြစ်စေရေးကိုအလေးနဲ့ထားကြဖို့အထူးလိုအပ်တယ်လို့လည်းသမရကသတိပေးလိုက်ပါတယ်။ဒါအပြင်လက်ရှိနိုင်ငံရာသီဥတုနဲ့ပတ်သက်ပြီးအင်အားကြီးနိုင်ငံတွေရဲ့အားပြိုင်မှုတွေကြမှာအမ ြဲတဲ့လူသာလွန့်တာဖြစ်အောင်စ조사ကြရမှာဖြစ်တယ်လို့အခုလိုပြည်တွင်းမှာအင်အားစုတွေအကြားဒိုင်းနမစ်အစုံလင်ဖြစ်နေတဲ့အခြေအနေဟာနိုင်ငံရေးရပဲဖြစ်ဖြစ်စည်ရေးရပဲဖြစ်ဖြစ်အင်မတန်အကဲဆက်တယ်လို့ပြောနိုင်တယ်လို့လည်းဆိုထားပါဗျ။ဒါကြောင့်ဒေသတွင်းနိုင်ငံရေးရာသီဥတုအခြေအနေတွေဟာဆက်အနာရှင်စနစ်သက်ဆိုးရှည်ရေးအတွက်ဥတီစေတာမျိုးလုံးဝဖြစ်လို့မရဘူးလို့လေနိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလကပြောပါရရှင် ကန်းတဲ့တဘောက်ကိုကြည့်အောင်ပါ။စကန်းတိုင်းစကန်းမြို့နယ်ကအကြက်ဖက်စစ်တရဲအမှတ်3ရဲလေးကျင်ရေးကြောင်းနဲ့6005တန်ချက်ကတရင်ကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိတယ်လို့အနာရှင်စနစ်တိုက်ဖျက်ရေးပြည်သူတပ်ဖွဲ့ PAFD ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။သတင်းပါလာ21ရက်နေ့ကအကြက်ဖက်စစ်ကောင်စီကိုစကန်းမြို့အခြေဆိုင်ရဲလေးကျင်ရေးကြောင်းအမှတ်3ကိုအနာရှင်စနစ်တိုက်ဖျက်ရေးပြည်သူတပ်ဖွဲ့ PAFD ရဲ့ဥဆောင်မှုနဲ့တော်လန်ရဲ့အဖွဲ့ခုနှစ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခိုက်မှုတွေမှာတော်လန်တပ်ဖွဲ့တွေကနေ drone 15စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်တပ်သားတွေကလည်းဂျန်မာရီနဲ့ပြန်လည်ပြစ်ခတ်မှုကြောင့်တော်လန်တပ်ဖွဲ့ဘက်က drone 6စီးနဲ့တူဘုံသီးခုနှစ်လုံးဟာပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်းသိရှိရပါတယ်။တော်လန်တပ်ဖွဲ့တွေဘက်ကရွေထားတဲ့ပြစ်မှတ်ကို drone ဘုံသီးတစ်လုံးပြစ်ခတ်နိုင်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ကလည်း60မမလက်လက်ကြီးတွေလက်လက်ငယ်နဲ့ပြန်လည်ရန်တ က်ပစ်ခတ်ခဲ့လို့သိရှိရပါတယ်။လာလူစတေမာလာ22ရက်နေ့ကလည်းစကိုင်းမြို့နယ်အုံတော်ကျေးရွာမှာအခြေဆက်တဲ့အကြက်ဖက်စစ်တရဲတန်ချက်ကတရဲ6005ကို drone ခုနှစ်စီးနဲ့တိုက်ခတ်ခဲ့ရမှာအကြက်ဖက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်ပြီးတတိအတိအကျကိုအတိမပြုနိုင်သေးဘူးလို့အာနာရှင်စနစ်တိုက်ဖြတ်ရေးပြည်သူ့တပ်ဖွဲ့ PAFD ကတာဝန်ရှိသူကပြောပါတယ်ရှင်။ ကချင်ပြည်နယ်တိုင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ဖားကတ်မြို့နယ်စိုင်းတောင်ပြောင်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်ဘုံကျဲနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရစေ။တတိယမလာ24ညနေ4နိုင်လောက်မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဖားကတ်မြို့နယ်စိုင်းတောင်ရွာကိုနှစ်ကြိမ်ဘုံကျဲတိုက်ခတ်ခဲ့ပြီးတဲ့နောက်မှာဗျူဟာကုန်းကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတယ်လို့လည်းသိရှိရပါရစေ။ဒါအပြင်အကြမ်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေဟာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး ီးလက်လက်ကြီးလက်လက်ငယ်ပောက်ကွဲတံတွေလည်းဇက်တိုက်ထွက်ပေါ်ခဲ့လို့လည်းသိရှိရပါဗျ။အဲဒီလိုဖောက်ကန့်မြို့နယ်စိုင်းတောင်ရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာဟာ၁၈ရက်ခန့်ရှိနေပြီဖြစ်တယ်လို့လည်းဒေသပြည်သူတို့ကပြောပါတယ်ရှင်။ မကွေးတန်သင်းတပုတ်ကိုကြည့်အောင်ပါမကွေးတန်အောင်လယ်မြို့ရွာထောင်ရက်ွက်အေဂျန်ဂျိုစကိုလန်တွင်ပုံတူလောင်ကစားဝိုင်းတစ်ခုမှာကစားနေတဲ့စစ်ကောင်စီခံအုတ်ချိုရေးမှုလည်းဖြစ်ကျန်းဖို့ပါတီဝင်လည်းဖြစ်သူမြင့်ဆွေနဲ့နောက်လိုက်တူတို့ပြစ်ခတ်ခံရပြီးတစ်ဆုံသွားတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တည်တဲ့နာကိုပြပြပါရယ်မနစ်ကအောင်လယ်မြို့ရွာထောင်ရက်ွက်တွင်လောင်ကစားဝိုင်းမှာကစားနေတယ်အောင်လယ်မြို့နဲ့တလုတ်ပင်ကျေးရွာအုတ်ချိုရေးမှုမြင့်ဆွေနဲ့နောက်လိုက်တူကိုဆိုင်ကယ်စီးလာသူနှစ်ဦးက တနက်နယ်ဝင်ရောက်ပစ်ခတ်ခဲ့ရမှာမြင့်ဆွေဟာနေရာမှာပွဲချင်းပြီးတည်ဆုံသွားတာဖြစ်ပြီးသူ့ရဲ့နောက်လိုက်ကတော့ဆေးရုံရပြီးမှတည်ဆုံသွားတယ်လို့သိရှိရပါတယ်အလားတူစတေမာလာ23နဲ့ည8နာရီခွဲလောက်မှာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မောက်ခမူကျေးရွာမှာနေထိုင်တဲ့ကျက်ဖို့ပါတီဝင်ရက်ကျေးအတွင်းမှုမြင့်အောင်နဲ့တမီးဖြစ်သူရက်ကျေးကျက်ဖို့ပါတီလူငယ်အဖွဲ့ဝင်ဝင်းနုခိုင်တို့ကိုတနက်သမားအချို့ကလက်ရောက်ပြစ်ခတ်သွားလို့တေသုံးသွားတယ်လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့စကန်တိုင်းကဏီမြို့နယ်နဲ့မင်ကီမြို့နယ်အဆက်မှာအကြမ်းဖက်စစ်တပ်နဲ့ဖလက်ခွန်ရေရင်ကိုးစီကိုအာဗီဂျင်နဲ့ပြစ်ခတ်တက်ခတ်ရမှာ၂ဆီယာမီလောင်ပျက်စီးခဲ့လို့မွေရခန်အမတ်သုံးတရင်တာဝန်ခံကိုတစ်တော်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရတယ်။တဒေမာလာ၁၈ရက်နေ့ကချင်းရွေးမြောင်းတိုင်းကဏီမြို့နယ်နဲ့မင်ကီမြို့နယ်အဆက်ကိုရောက်ရှိလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဖလက်ခွန်ရေရင်ကိုးစီပါရေရင်အုပ်စုကိုအာဗီဂျင်နဲ့ပြစ်ခတ်တက်ခတ်ရမှာ၂ဆီယာမီလောင်ပျက်စီးခဲ့လို့သိရှိရပါရတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ် ရဲ့ရေရေအုပ်စုကိုမွန်ရခဲတရင်တုံးက point 3 point ထားပြီးတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတက်ခတ်မှုအတွင်းမှာအကြမ်းဖက်တပ်သားတွေထိခိုက်မှုရှိပေမဲ့လည်းတေဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ကိုတစ်တိုးကပြောပါတယ်ရှင်။ ခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တဲ့ဘုတ်ကတော့မန္တလေးတောင်ကြီးနဲ့မူဆယ်တို့မှာ MND ရဲ့အယောင်ဆောင်ကငွေညစ်တောင်းခံတာနဲ့ရိတ်ခါတောင်းခံမှုတွေပေါ့အချိန်ကန့်သတ်မရှိပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ MND ကထုတ်ပြန်ညင်ညာလိုက်ပြီးပြည်သူတွေတိုင်ကြားကြဖို့ကိုလည်းဖိတ်ခေါ်လိုက်ပါတယ်မန္တလေးတောင်ကြီးနဲ့မူဆယ်ပါဝင်မြန်မာနိုင်ငံနေရအနှံ့မှာ ကြားဖြန့်ကုမ္ပဏီနဲ့စီးပွားရေးပိုင်ရှင်တွေစီကို MND အယောင်ဆောင်ပြီးငွေညစ်ငွေလိမ်နာရက်ခါတောင်းခံတာနဲ့ငွေကြေးကောက်ခံတာတွေကိုပြုလုပ်နေရလို့ MND ကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။အဲလိုလွဲ့တွေဟာ MND ရဲ့ဂုဏ်သိက္ခာကိုပြင်းပြင်းထန်ထန်ထိခိုက်စေတဲ့အတွက်မတမာလူတွေကိုဥပဒေနဲ့အညီအချင်းအကန့်အသတ်မရှိပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ MND ကကြေညာထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့အခြေအနေမတည်ငြိမ်မှုကြောင့်မတမာသူတွေကိုပြစ်မှုကျွလွန်တဲ့အခွင့်အရေးတွေရရှိစေသွားတယ်လို့လည်းဆိုထား ပါတယ်။ MNDA ဟာပြည်သူလူထုစီကနေငွေညစ်ငွေလိမ်နဲ့လောရတွေကိုလုံးဝပြုတ်လုံးမှာမဟုတ်ဘူးလို့လည်းထုတ်ပြန်ထားပါတယ်။ဒါအပြင်မန္တလေးမှာအခွန်ကောက်ခံတာနဲ့မန္တလေးကို ထိုးစစ်ဆင် တိုက်ခိုက်မဲ့မူဝါဒတွေချမှတ်တာမရှိဘူးလို့လည်း MNDA ကထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည့်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။